ာလံကျမ်းအခန်းကြီး39စာလံကျမ်းအခန်းကြီး39သည်မတရားသူနှင့်ဖြောင့်မတ်သူ၏ခြားနားမှုအကြောင်းဖြစ်သည်အခန်းငယ်1လူဆိုးတို့အကြောင်းအကြောင်းစိတ်မပူနှင့်မတရားသဖြင့်ပြုသောသူတို့ကိုမညူဆိုနှင့်အကြောင်းမူကားသူတို့သည်မကြမြင့်မီမျက်ပင်ကဲ့သို့ရိတ်ရှင်းကိုခံရ၍စိမ့်သောပြိုးပင်ညှို့နှံတဲ့ကဲ့သို့ဖြစ်ရလိမ့်မည်သာဝရဖျားကိုခိုလုံ၍ ကောင်းသောအကျင့်ကိုကျင့်လော့ပြည်တော်၌နေ၍သစ္စာတရားကိုကျက်စားလော့ထာဝရဘုရား၌မွေးလျော်ခြင်းရှိလော့တို့ပြုလျင်စိတ်နှလုံးအလိုပြည့်စုံရသောအခွင့်ကို ပေးတော်မူမည်ကိုမှုရာကိုထာဝရဘုရား၌အပ်လော့ကိုတော်ကိုကိုးစားလော့တို့ပြုလျင်စီရင်တော်မူမည်တင်းဤဖြောင်းမရှင်အကြောင်းကိုအလင်းကဲသို့၎င်းမတရားသဖြင့်ပြုခြင်းအရာကိုမုန်းတဲ့ရောင်ကြီးကဲသို့၎င်း ဖော်ပြတော်မူမည်။ထာဝရဘုရားရှိခိုးညီဝတ်စွာနေ၍ကိုတော်ကိုငတ်လင်းတော့မိမိအမှု၌အောင်တတ်သောသူမကောင်းသောအကြံစီတို့ကိုပြီးစီးစေတတ်သောသူ၏အကြောင်းကြောင့်စိတ်မပူနှင်။အမျက်မထွက်စေနှင့်ဒေါသကိုစွန့်ပယ်လော့။ပြမားစေခြင်းကထိုက်တွန်းတတ်သောစိတ်မရှိစေနှင့်။ပြမားသောသူတို့သည်ပယ်ရှင်းခြင်းကိုခံရကြလိမ့်မည်။သာရဘုရားကိုမျောလင်းတော်သူတို့မူကား ပြည်တော်ကိုအမွေခံရကြလိမ့်မည်ခနာကြာပြီးမှ မတရားသောသူသည်မရှိရသူဤနေရာကိုစစ်စစ်ချာ၍မတွေ့ရစိတ်နှင်းချသောသူတို့မူကားပြည်တော်ကိုအမွေခံ၍များပြားသောညီသက်ရှင်၌ပျော်မွေ့မွေ့လျော်ကြလိမ့်မည်မတရားသောသူသည်ဖြောင့်မတ်သောသူတစ်ဖက်၌အကြံစီ၍အံသွားခဲကြိတ်တတ်၏သို့တော်လည်းသူဤနေရာအချင်းရောက်မည်ကိုဖျားရှင်သိမြင်၍သူကို ပြုံးရတော်မူ၏ မတရားသောသူတို့သည်ဆင်းရဲငမုတ်သောသူတို့ကိုလှဲချခြင်းက၎င်းဖြောင်းမစွာကျင့်သောသူတို့ကိုတက်ရှင်းက၎င်းဓာတ်ကိုထုတ်လျက်လေးကိုတင်လျက်နေရကြ၏သို့တော်လည်းသူတို့ဓာတ်သည်သူတို့နှလုံးထဲသို့ဝင်လိမ့်မည်သူတို့လေးသည်လည်းကျိုးကြလိမ့်မည်ဖြောင်းမတ်သောသူ၌နေသောဥစ္စာသည်မတရားသောသူတို့၌ကျွဲဝသောဥစ္စာထက်တာ၍ကျေးဇူးရှိ၏ အကြောင်းမူကားမတရားသောသူ၏လက်ယုံသည်ကျိုးရလိမ့်မည်ဖြောင့်မတ်သောသူကိုကသာဝရဖျားမာစတော်မူ၏ဖြောင့်မတ်သောသူတို့၏နေရကာလကိုသာဝရဖျားသိမှတ်တော်မူ၍သူတို့၏အမွေဥစ္စာသည်အစဉ်အမြဲတည်လိမ့်မည်သူတို့သည် ခဲရင်သောကာလ၌မျက်နာမပြတ်အစာခေါင်းပါသည့်ကာလ၌ဝါစွာစားရကြ၏မတရားသောသူတို့မူကားပျက်စီးခြင်းသို့ရောက်ရကြမည် ထာဝရဘုရား၏ယံသူတို့သည်ကြက်စားရာအရဲ့ဤအတရီကဲ့သို့ဆုံး၍မိ गो ဖြစ်လျက်ကွယ်ပြောက်ကြလိမ့်မည်မတရားသောသူသည်ချင်းငား၍မဆက်ဘဲနေတတ်၏ဖြောင့်မတ်သောသူမူကားတနာသောစိတ်ရှိ၍ပေးတတ်၏ကောင်းကြီးပေးတော်မူခြင်းကိုခံရသောသူသည်ပြည်တော်ကို အမွေခံရလိမ့်မည်ကျိန်တော်မူခြင်းကိုခံရသောသူမူကားပယ်ရှင်းခြင်းသို့ရောက်ရလိမ့်မည်ကောင်းသောသူ၏ရှေရာတို့ကို ထာဝရဘုရားသည် ပဲ့ပြင်၍သူတော်ရလမ်းကို နှစ်သက်တော်မူ၏ထိုသူသည်လဲတော်လဲဆုံးရသူမရောက်ရအကြောင်းမူကားထာဝရဖျားသည် သူ၏လက်ကိုကင်မတော်မူ၏ဖြောင်းမတ်တော်သူသည်စွန့်ပစ်ခြင်းကိုခံရသည့်အကြောင်းသူ၏သားမီးတို့သည်တောင်းဆရသည့်အကြောင်းကိုငါသည်အသက်ပြိုသည့်ကာလမှစ၍အိုသည့်တိုင်အောင်မမြင်စဘူးသူသည်အစဉ်တနာသောစိတ်ရှိသည်နှင့် သူတပားတို့အားချေးငားတတ်သည်ဖြစ်၍သူဤသားမီးတို့သည် ကောင်းကြီးမင်္ဂလာကိုခံရကြ၏ဒူးစရိုက်ကိုလွှဲချောင်၍သူစရိုက်ကိုပြုလောသူပြုလျင်အစဉ်အမြဲနေရလိမ့်မည်သာဝရဖျားသည်တရားကိုနှစ်သက်တော်မူ၏မိမိတန်ရှင်းသူတို့ကိုလည်းစွန့်တော်မမူသူတို့သည်စောက်မတော်မူခြင်းကိုအစဉ်အမြဲခံရကြလိမ့်မည်မတရားသောသူဤသားမီးတို့မူကား ပယ်ရှင်းခြင်းကိုခံရကြလိမ့်မည်။ဖြောင့်မတ်သောသူတို့သည်ပြည်တော်ကို အမွေခံ၍အစဉ်အမြဲနေရကြလိမ့်မည်။ဖြောင့်မတ်သောသူဤနှုတ်သည်ပညာကိုမှုဆိုတတ်၏။သူဤခြားသည်လည်းတရားသောစကားကို ပြောဆိုတတ်၏။သောရဖျားဤတရားတော်သည် သူဤစိတ်နှလုံးထဲမှာတည်တည်ဖြစ်၍သူသွားသောအခါမချော်လဲရ။ဗတရားသောသူသည်ဖြောင့်မတ်သောသူကိုချောင်းမြောင်း၍တတ်ရှင်းကရှာကြံတတ်၏။ ို့တော်လဲထာဝရဘုရားသည်ထိုသူဤလက်၌ဖြောင်းမတ်သောသူကိုစွန့်ပစ်တော်မူမည်မဟုတ်အစ်စ်ခံရသောအခါအပြစ်စီရင်တော်မူမည်မဟုတ်ထာဝရဘုရားကိုမျှော်လင့်၍လမ်းတော်ကိုခြောက်သွားလောပြည်တော်ကိုအမွေခံရသောအခွင့်နှင့်ချီးမြှောက်တော်မူမည်မတရားသောသူတို့ဆုံးချုံခြင်းကိုတင်သည်ကြည်မြင်ရလိမ့်မည်မတရားသောသူသည်အစိုးတရားပြု၍ပေါ့ရင်အရက်မှာကြီးပွားသော တစ်ပင်လန်းလန်းရှိတကယ်သူကိုကိုကိုပြန့်ပွားစေသည်ကိုငါမြင်ရတော်လေနောက်တစ်ဖန်သူသည်ရွေ့သွား၍ကွယ်ပြောက်၏သူကိုလည်းငါရှာ၍မတွေ့ရစုံလင်ခြင်းတရားကိုစောင့်ရှောက်လောဖြောင်းမရှင်တရားကိုကြည့်ရှုဆင်ခြင်လောထိုတို့ပြုသောသူသည်အစုံ၌ငြိမ်သက်ခြင်းကိုခံစားရလိမ့်မည်ပြမသောသူအလုံးတို့သည်ပျက်စီးခြင်းသို့ရောက်၍မတရားသောသူတို့သည်အစုံ၌ ပယ်ရှင်းရှင်းကိုခံရကြလိမ့်မည်။ဖြောင့်မတ်သောသူတို့ဤကယ်တင်ရှင်းအမှုကိုထာဝရဘုရားစီရင်တော်မူ၏။ဘေးရောက်သည့်ကာလ၌သူတို့ခိုလုံရာဖြစ်တော်မူ၏။ထာဝရဘုရားသည်သူတို့ကိုမဆကယ်တင်တော်မူမည်။ယုံကြည်ခိုလုံသောကြောင့်မတရားသောသူတို့လက်မှနှုတ်ယူကယ်တင်တော်မူမည်။စာလံကျမ်းအခန်းကြီး38ပြပါပြီစာလံကျမ်းအခန်းကြီး38 ဇာလံကျမ်းအခန်းကြီး38ဒီတနာရှင်ကယုဏခံစားဖို့အပြစ်ဝင်ချခြင်းအကြောင်းဖြစ်သည် အခန်းငယ်1အိုးထာဝရဖျားအမျက်တော်ထွက်၍အကျွန်ုပ်ကို ပြစ်တင်တော်မူပါနှင့်ပြင်းစွာသောစိတ်တော်ရှိ၍ဆုံးမတော်မူပါနှင့်မြားတော်တို့သည် အကျွန်ုပ်၌စူးဝင်၍လက်တော်သည် အကျွန်ုပ်ကိုနှိပ်လျက်ရှိပါ၏အမျက်တော်ထွက်သောကြောင့် အကျွန်ုပ်အသားသည်ကျမ်းမာခြင်းမရှိပါဒူးစရိုက်အပြစ်ကြောင့်အယိုးများတဲ့ကတတ်တာခြင်းမရှိပါအကျွန်ုပ်ပြုမိသောဒူးစရိုက်တို့သည်အကျွန်ုပ်ခေါင်းကိုလွှမ်းမိုး၍လေးသောဝန်ကဲ့သို့အကျွန်ုပ်မထမ်းနိုင်အောင်လေးကြပါ၏အကျွန်ုပ်မိုက်သောအမှုကြောင့်အနာတို့သည်နန်းစော်၍ရည်ရွယ်လျက်ရှိကြပါ၏အကျွန်ုပ်သည်ပြင်းထန်စွာခံရ၍အလွန်နှိမ်ချလျက်ကြံတန်းသောအဝိကိုဝတ်လျက် တစ်နေ့လုံးသွားရပါ၏အကျွန်ုပ်ခါသည် ပူလောင်သောအနာဆွေး၍အသားသည်လည်းကျန်းမာခြင်းမရှိပါနှုံနေခြင်းကြည်ကွဲခြင်းရှိ၍စိတ်နှလုံးရှုပ်ထွေးခြင်းကြောင့်ညည်းညူရပါ၏အိုဖျားရှင်အကျွန်ုပ်လိုရှိသမျှသည်ရှေ့တော်၌ထင်ရှားပါ၏အကျွန်ုပ်ညီးတွားခြင်းကိုလည်းအကျွမ်းမဲ့တည်တော်မူ၏အကျွန်ုပ်၏နှလုံးတုန်လှုပ်၍ခွန်အားလဲကုန်ပါ၏ မျက်စိအလင်းလဲကွယ်ပြောက်ပါပြီအကျွန်ုပ်၏အဆွေခင်ပွင်အပေါင်းအဖော်တို့သည်အကျွန်ုပ်အနာရောဂါကြောင့်ဝေးဝေးရက်လျက်ပေါက်ဖော်တို့သည်လည်းရှောင်လျက်နေကြပါ၏အကျွန်ုပ်အသက်ကိုရှာတော်သူတို့သည်ကြော့ခွင်းများကိုထောင်ထားကြပါ၏အကျွန်ုပ်၌အပြစ်ပြုခြင်းအခွင့်ကို ရှာတော်သူတို့သည်တစ်နေ့လုံးမနာလိုသောစကားကိုပြော၍မကောင်းသောပရိယေကိုကြံစီကြပါ၏ ကျွန်ုပ်မူကားနားပင်သူကဲ့သို့မကြားနှုတ်ကိုမဖွင့်တတ်သော လူကဲ့သို့ဖြစ်ပါ၏နားမကြားပြန်၍မငင်းနိုင်သော သူကဲ့သို့ဖြစ်ပါ၏အကြောင်းမူကားအိုးထာဝရဖျားကိုတော်ကိုအကျွန်ုပ်ကူးစားပါ၏အကျွန်ုပ်၏အရှင်ဖျားသခင်ကိုတော်သည်ပြန်ပြောတော်မူမည်သို့မဟုတ်သူတို့သည်အကျွန်ုပ်မှုမှဝမ်းမြောက်ကြပါလိမ့်မည်အကျွန်ုပ်သည် ရှေချော်သောအခါ အကျွန်ုပ်တစ်ဖက်၌ကိုကိုချီးမြှောက်ကြပါလိမ့်မည်ဟုချောက်ပါပြီအကျွန်ုပ်လဲလူသည်ဖြစ်၍ကိုဆင်းရဲခြင်းကို အစဉ်အောင်းမွေးလျက်နေရပါ၏ကိုအပြစ်ကိုဖော်ပြပါ၏ပြစ်မှားမိသောကြောင့်စိတ်ပူပန်ခြင်းရှိပါ၏အကျွန်ုပ်၏ယံသူတို့ကကျမ်းမာလျက်ခွန်အားကြီးလျက်ရှိကြပါ၏ကျွန်ုပ်ကိုမဟုတ်မမှန်ပဲမုံသောသူတို့ကများပြားကြပါ၏အကျွန်ုပ်သည် ဂျေဇူးတရားကိုစူးစမ်း၍ကျင့်သောကြောင့်ဂျေဇူးအတွက်အပြစ်ပြုတ်တတ်သော သူတို့သည်အကျွန်ုပ်ကိုရံပတ်ပြုကြပါ၏။အိုထာဝရဖုရားအကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်။အကျွန်ုပ်၏ဖုရားအကျွန်ုပ်နှင့်ဝေဝေးနေတော်မမူပါနှင့်။အကျွန်ုပ်ကိုကယ်တင်တော်မူသောဖုရားရှင် အကျွန်ုပ်ကိုမဆာခြင်းကအလင်းအမြန်ကြွလာတော်မူပါ။ဆာလကျမ်းအခန်းကြီး38ပြီးပါပြီ။ နှုတ်ကပတ်တော်နားထောင်သွားတော်သူအယောက်စီတိုင်းဖျားသခင်သာ၍ကောင်းချီးပေးပါစေအာမင်